အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မှာတော့စုကန်ဝက်နဲ့ရိုးကိုပေါ့နော်ဘူဒီနဲ့ကာလာတာချက်ပုံစံမျိုးချက်ပါမယ်နော်ပထမဦးဆုံးစူဝက်နဲ့ရိုးတဲ့ကိုစားအနေငယ်ချက်သားမှုအနေငယ်နဲ့ငရုတ်ကောင်းမှုအနေငယ်ထည့်ပြီးရတာနယ်ပြီးနှစ်ထားပါမယ်။ချက်သွုံနေတဲ့အုပ်နဲ့ချက်သွုံပြုအနေငယ်ကိုလည်းခွာထားလှိထားလိုက်ပါရစေ။ ဇပ်ပလီနှစ်ချောင်းကိုလည်းထုပြီးအနေတော်ရွယ်လေးတွေလှီထားပါတယ်။ခင်းချင်းဒီတလုံးကိုလည်းစုအစင်သစ်လှီထားလိုက်ပါတယ်နော်။ပြေခါမှာတော့စူငုပ်တီချက်တော်ထားပါမယ်။လှီထားတဲ့ချက်တော်ဖြူနဲ့ချက်တော်နီတွေကိုထည့်လိုက်ပါတယ်။ငုပ်တီအစိမ်းမို့အောင်တင်မို့ကိုလည်းဟင်ခက်စုံနဲ့တစုံစာလောက်ထည့်လိုက်ပါတယ်ရှင်။ လောက်ဆိုရင်တော့ငုတ်တီထောင်းလာတာခါရပါပြီ။ကလာတာချက်ပုံစံမျိုးချက်မှာဆိုတော့လေစူကအိုးထဲမှာပဲဝက်နဲ့ယူတွေကိုထည့်ပြီးတခါတည်းလုံးမှာပေါ့နော်။အိုးထဲကိုရတာနှက်ထားတဲ့ဝက်နဲ့ယူတွေကိုထည့်ပါတယ်။လီးထားတဲ့ခင်းချင်းဒီနဲ့ဆပ်ပလင်တွေကိုလည်းထည့်လိုက်ပါတယ်။ ထောင်းထားတဲ့မြို့တီချက်တုံတွေကိုလည်းထည့်လိုက်ပါတယ်။အရာတော်တော့ကိုတော့စားအနေငယ်နဲ့ချက်သားမုတ်အနေငယ်ထည့်ပါတယ်။စနွေးမုတ်ကိုလည်းအနေငယ်ထည့်လိုက်ပါတယ်။အရာတော်မုတ်တွေကလည်းဝက်ရိုးမှလည်းနေထားပြီးသားမို့ဆိုဟင်းရည်အတွက်နဲ့ဘူးဒီအတွက်ကိုပဲချိန်ပြီးထည့်ထားတာပေါ့နော်။စီကိုလည်းဟင်းခက်စုံနဲ့နှစ်စုံစာလောက်ထည့်လိုက်ပါတယ်ရှင်။ပြည့်ရခါမှာတော့အားလုံးကိုနှံ့သွားအောင်တတိချာချာလေးနေပေးလိုက်ပါတယ်နော်။ တိတိချာချာလေးနေပြီးသွားရင်တော့စူချက်တော့မှာပေါ့နော်လုံးချက်တာဆိုတော့လေစူရေမထည့်သေးပဲနဲ့အဖုံးအုပ်ပြီး3-4မိနစ်လောက်ချက်လိုက်ပါတယ်။3-4မိနစ်လောက်အဖုံးအုပ်ထားပြီးတဲ့နောက်မှာတော့ဝက်နဲ့ယူသုံးတွေကလေသူ့အုံနဲ့သူ့အနေငယ်လေးချက်သွားပြီပေါ့နော်။အဲ့ဒီချိန်မှာတော့စူမြုပ်တီချက်တော်ထောင်းထားတဲ့စုံစည်းရေကိုထည့်လိုက်ပါတယ်။ နောက်ထပ်ရေအနှဲငယ်ကိုလည်းဝက်နဲ့ရိုးတွေမမြုပ်တမြုပ်ထိထည့်ပြီးအဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်။ချလာလိုက်တာခုဆိုရင်တော့ရေတွေကခန်းသွားပြီပေါ့နော်ဒါပေမဲ့ဝက်သားတွေကမကြက်သေးပါဘူးအဲကြောင့်မလို့စုနောက်ထပ်တစ်ပြန်ပေါ့နော်ရေကိုဝက်နဲ့ရိုးတွေမမြုပ်တမြုပ်ထည့်ပြီးအဖုံးအုပ်ပြီးဆက်တည်ထားပါမယ် ဒုတိယတစ်ကြိမ်ထည့်ထားတဲ့ရည်တွေကလည်းအနည်းငယ်ခန်းသွားပြီပေါ့နော်အဲ့တော့ဝက်သားကြက်မကြက်ကိုခရင်နဲ့ထိုးကြည့်ပါတယ်ဒီတစ်ကြိမ်မှာတော့ဝက်သားတွေကကြက်သွားပြီပေါ့နော်အဲ့တော့ဆိုဘူဒီဘက်တွေကိုထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးဘူးရီတွေကျက်တဲ့အထိချက်ပါမယ် သူကဘူဒီဘက်ကိုလေအရန်ကြက်သွားရင်မကြိုက်ဘူးပေါ့နော်။ဝါလိုက်တဲ့ခါမှာအနေငယ်လေးမှာဆက်ဆက်ဖြစ်နေတာမျိုးကိုကြိုက်ပါတယ်။အဲ့တော့အခုလောက်နေထားဆိုရင်တော့စားမဲ့ချိန်ဆိုအတော်ပဲပေါ့နော်။ဟင်းရဲ့ရတာကိုမြည်ကြည့်ပါမယ်။ဟင်းရဲ့ရတာအပေါ်အငင်ကိုတော့မိမိစိတ်ကြိုက်လို့တလို့ပြင်ဆင်ပေါ့နော်။ဟင်းရဲ့ရတာကလည်းနေတော်ဖြစ်သွားပြီဆိုရင်တော့နောက်ဆုံးမှာအနက်မွေးသွားအောင်လို့စူပင်စိမ်းအနေငယ်ကိုအောက်လိုက်ပါတယ်။နနမင်းထည့်လဲရတယ်နော်။စူမာကပင်စိမ်းအဆင့်တိရှိနေလို့ပင်စိမ်းကိုပဲထည့်လိုက်ပါတယ်။ ြည့်ပါဦးအနက်မှုမှုလေးနဲ့စားချင်စရာကြီးဝက်နဲ့ယူကိုလေစက်သားကာလာရာချက်ပုံစံမျိုးအခုစုချက်ထားသလိုမျိုးချက်စားကြည့်နော်အရင်စားလို့ကောင်းပါတယ်ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ